မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ BND ရဲ့ပေါင်းမှကင်ဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျမတွေးမိတဲ့အတွေ့အလေးနဲ့ရခဲ့တဲ့သင်ခန်းစာလေးကိုမျှဝေခြင်းလို့ပါရှင်။ကျမမှာခွေးမလေးတစ်ကောင်ရှိပါတယ်။ကျမကသူ့ကိုမိဆွာလို့နာမည်ပေးထားပါတယ်။အမွေးအယောင်ကအဝါရင် မျက်နာကစုပုပ်ပုပ်နဲ့ရိုးရိုးပမာခွေးမှလေးပါအိမ်သားတွေကလွယ်ရင်ဘသူမှချော့လည်းမရချောက်လည်းမရတဲ့ဘူးကြကြခွေးမှလေးပါ သူကကျမကိုအင်မတန်ချစ်ခင်ပါတယ်ဘယ်တော့မှဆိုကျမအနားမှာအမြဲရှိတတ်ပါတယ်ဝရီးရလည်းကောင်းကောက်ွယ်ခြင်းစိတ်လည်းအပြည့်ရှိပါတယ်သူနဲ့ကျမအကြားမှာတင်ကြတာလေးတွေရှိပါတယ်သူဘိုက်ဆိုင်ရင်စိတ်မကြည်ရင်အယူရခံခြင်းရင် ကျမဝင်ထွက်နေတဲ့အိမ်တကားမကြီးကိုကန့်လန့်ဖြတ်ပြီးအိပ်ပါတယ် ကျမကလည်းမအားသေးရင်သူ့ကြောပေါ်ကိုမနာအောင်မထစ်တထိခြေထောက်နဲ့နင်းပေးလိုက်ရင်သူကလည်းကြိုက်ပါတယ်။ဒါကသူနဲ့ကျမကြားကကြည်နူးစရာလောက်ရက်လေးပါ။ဒါပေမဲ့ဒီလောက်ရက်ကကျမခင်ပွန်းအတွက်တော့စိတ်ဆိုးစရာဖြစ်နေပါတယ်။သူကငငယ်လေးတည်းကခွေးကြောက်ခဲ့တော့မိစွာအဲ့ဒီလိုလှုပ်တိုင်းလိုက်လိုက်ရိုက်ပါတယ်။အဲ့ဒီအခါကျမကစိတ်ဆိုးပြီးကျမခင်ပွန်းနဲ့ကျမရံပွဲဆက်ရပါတယ်။ ကျွန်မကလည်းမိစွာဟာအိမ်သားတွေကိုဘယ်တော့မှရမ်းမရှာဘူးချစ်ခင်လို့လုပ်တာပါပေါ့အဲ့ဒီတော့ကျွန်မခင်ပွန်းကပြောပါတယ်။ "तू ကငငယ်လေးတည်းကကြောက်ခဲတော့မကြိုက်မှန်းတိပဲမဲ့အဲ့ဒီလိုလုပ်တာဒီမခံနိုင်ဘူး"တဲ့ဒီနေ့လဲပြဿနာထပ်ဖြစ်ပါတယ်။ဒီတခါတော့ကျွန်မဖြစ်ရှင်ကြီးပြောင်းလိုက်ပါတယ်။ဒီပြဿနာဟာအမှားအမှန်နဲ့မဆိုင်ခံစားချက်နဲ့သာဆိုင်နေတယ်။ငငယ်ကကြောက်ခဲ့တဲ့ကိစ္စတစ်ခုကိုအသက်ကြီးမှချစ်ခင်လာဖို့ဆိုတာက ကိုင်ကန်ရှင်ကိုယ်တိုင်ကပြောင်းလဲမှရမှာပေါ့ကျမဝင်ပြုတ်ပြန်လို့မရမိစွာကိုလည်းနင်လူမားနေတယ်ဆိုပြီးမျက်စိအမြင်မှန်မျက်မှန်တက်ပြီးလို့လည်းမရတော့ကျမကပဲပြောင်းလဲလိုက်ပါတယ်ဆိုင်ရီဆရာတယောက်ရေးတဲ့ကျမနာမည်မမှတ်မိတဲ့ဝိထုတွေရဲ့စာသားလေးသုံးပြီးပြောရရင်အီရန်နဲ့အီရတ်စစ်ပွဲမှာကူဝိတ်နေတယ်လို့နင်တို့ချင်းဖြစ်တဲ့ကိစ္စငါနဲ့ကတော့ဘာမှမဆိုင်ပါဘူးဆိုတဲ့အချိုးနဲ့နေလိုက်ပါတယ်မိစွာကလည်းတော်တော်လဲပါတယ် ကျမကိုအားကိုးလို့မရတော့ကျမခင်မောမမြင်နိုင်တဲ့နေရာကိုအချိန်တော်တော်ကြာရှောင်းနေပါတယ်။ကျမခင်မောကလည်းငိုတဲ့ကစိတ်သက်ခက်ထန်သူမဟုတ်တော့ခဏနေတော့စိတ်ပြေသွားပါလေ။အဲ့ဒီမှာကျမကသင်ခန်းစာတစ်ခုရပါတယ်။တချို့သောပြဿနာဟာအချိန်လေးတစ်ခုပြီးပြီးစောင့်ကြည့်လိုက်ရင် အလူလူပြေလေသွားတတ်ပါလားဆိုတာပါ။နောက်အတွေ့တစ်ခုကတော့ကြောက်ရွံ့ဆွေးင်ရတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရရင်ဒီစိတ်ကံရဟာအသက်ကြီးတဲ့အထိလွှမ်းမိုးတတ်ပါလားဆိုတဲ့အတွေ့ပါ။ အဲ့ဒီတော့ကျမတို့ဟာကျမတို့ရဲ့နောင်မျိုးဆက်ကလေးငယ်တိုင်းကိုစိတ်လုံးကြုံမှုရှိတဲ့ပတ်ဝန်းကျင်ကောင်တစ်ခုရရှိအောင်အတတ်နိုင်ဆုံးစ조사ပြီးတိဆောက်ပေးရမှာပါ။ကမ္ဘာပေါ်မှာရှိတဲ့ကလေးငယ်တိုင်းလည်းကြောက်ရွံ့ဆိုးရိမ်ခြင်းကင်းတဲ့လူမှုဝင်းကျင်မှာနေထိုင်ခွင့်ရကြပါစေလို့အလေးနဲ့ဆုတောင်းလိုက်ပါရရှင်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။